အဲ့ဒါဖြင့်ဘုရားရှင်ကိုရမေကြည့်ပြီးအသက်ရှိတဲ့ပြည့်တဲ့ခြင်းကြတော့အာလုံးတွေကြားရလမ်းကြည့်ဖြစ်တဲ့ပြိဏိဗ္ဗာန်သံဃာ့လူကြီးလောရမယ်လို့ဆိုတော့ဒီသာဃာမန္တမင်းတို့တိုင်းနိုင်ငံကြောက်ရွံ့ကွာမန္တမင်းတို့တိုင်းနိုင်ငံမှာဒီပြိဏိဗ္ဗာန်သံမယ်ဆိုတာကိုဆံကမှတ်ထားရပါဘူးအဲ့ဒီမန္တမင်းတို့တိုင်းနိုင်ငံပြိဏိဗ္ဗာန်သံကြောက်ရွံ့ဆိုပြီးကြတာကြောက်ကြ အင်းကြမ်းပဲမျိုးစပယ်အောင်ပါကဲကွာပြင်းဒီပိုင်းစမ်းစရာကိုပြည့်ကလေးနဲ့ခင်းကွာဆိုပြီးကြတာမြေရဏနာချင်းတိုင်းနဲ့မြေရဏနာချင်းမြောက်ဖက်လက်ကင်းလေမြောက်ဖက်လက်ကင်းမြောက်တို့ကောင်းပြီမဲဆိုပြီးကြတာခြေရောင်းနဲ့ခြေရောင်းကိုခါမဲ့ပုံတရဟံပန်းနဲ့ပြင်ပြီးကြတာထိုင်ပါတယ်အင်းကြမ်းပဲမျိုးကောင်းတာလေတပင်း ခြင်းရတဲ့တပင်ဆိုတော့နှစ်ပင်ရှိနော်မှန်ပါအဲ့ဒီနှစ်ပင်ရတဲ့ဘုံတိုင်းအခါတကာလည်းမဟုတ်သင်းနဲ့အပွင့်နေပွင့်ပြီးကြတာလားပွင့်လာရင်မကြသေးဘူးဘုရားဘုရားဘာတကာလဲကိုင်းညို့ပြီးကြတာကအပွင့်နေလေရဲ့မဟုတ်သင်းနဲ့ဘာမှလေလေလေညှင်းလည်းမတိုက်သင်းနဲ့ပေါင်းနိုင်နေရဘုရားဆိုတော့ကြောက်ရတယ်ဝင်လာတဲ့အခါကျတော့ဟုတ်ဘူးလို့ကိုယ်စံကမှတ်ထားပါဘုရား ဘွနာတဲ့ခါကလည်းမဟုတ်ဘူးကျွေးကြတာလည်းသူ့အတူလေတွေပါတဲ့ကျွေးရဲမဟုတ်ဘဲနဲ့ဘောင်းနဲ့ပူဇော်တဲ့ဘောမှန်ပါပါပူဇော်တဲ့ဘောဆိုတာဘောကြိုက်တာမှန်ပါပါဒီကနေ့ကကြည့်တယ်တယ်လည်းပူဇော်ပါတာတက်မရှိတဲ့သစ်ပင်တော်မှအခါမဟုတ်ဘဲနဲ့ပွင့်ပေးကြတာပန်းမွင့်တွေဖရဲပေါ်မှာတခါတော့ပန်းမွင့်ရကျဲတယ်လို့ကျဲကြတယ်ဒါကြည့်လို့ပေါ့မှာလားပြိဿသံဃာနေရာရောက်လို့နော်မှန်ပါ ကောင်းရာကျိုးမဲ့ကြတဲ့ရာမပြမာရရတယ်မန္တရဝပုပ္ပပန်းနေတခါလေးကြဲချက်နတ်တွေရောအမြင်ရဘူးပန်းနေရပြအောင်မဖွေးကြဲချက်ကြပူဇော်ကြတာပေါ့နော်နောက်ဆုံးကပူဇော်ခြင်းပူဇော်ကြတာဆိုတော့ရပ်ရရဖြင့်ကုံနေရဘောတဲ့အမှန်တကြီးပြတဲ့ပူဇော်ဝဲကြီးဆိုတာမောင်နိုင်ပြီလောက်ပါဘူးမှန်ပါပါဒီရင်မှာကလည်းပြမာရရလည်းအမှန်မှွေးကြိမ်နဲ့အမှောက်နေတယ် ကောင်းဉာဏ်လေးပြိတ္တာရဲ့ကျဲရတယ်။ဒါကြောင့်ကျဲရဉာဏ်လေးပဲရှိနေတယ်။ဒါလည်းသုမိုက်ဒါဝိနယံမှာပြမလိုက်တာပြီကလားအာရုံပြုဆိုဝဲကြီးဆိုတာကဓမ္မတွေသိမြင်ဖို့ပါပဲ။နတ်တွေကကောင်းနေပြီကြာမှောက်ကြ။မျိုးမျိုးအတိမဟုတ်တဲ့ပြုဆိုဝဲကြီးပြုဆိုနေကြတယ်။ဒါကဉာဏ်နဲ့ကကြား။ဩော်ဒါတွေလည်း နတ်ဓိဇမာရိစီတံနေပဲဘလွေကနေပဲဆိုပြီးကြတာအမနတာအင်းကြောင့်ဒါဒီနဲ့အတိမဟုတ်တယ်နဲ့လေပူဇော်ရတယ်။ဒါပူဇော်မျိုးစုံလို့ပေါ်တယ်နော်။မှန်ပါဘူး။အဲ့ဒီကမှညီအောင်ကမင်းပါကြည့်နေတယ်လေ။ကျင်ပြားကလည်းပူဇော်လို့လို့။အင်းကြောင့်မလည်းပဲကိုင်းချိန်ခါကာရမဟုတ်ဘဲနဲ့ပွင့်ပြီးကျင်ပြားကကိုင်းပြီးကျွေးကြတာလေ။မန္တရဝပုဂ္ဂိုလ်ပန်းနေလေကျွေးကြတာဒါရင်းနဲ့တွေကကျဲလို့ ဒါကလည်းမဟုတ်ကြတဲ့ဘုံတွေဒီမှာလည်းကြဲချပြီးကလာလဲပူဇော်ကြရပြီးတော့အားသင့်တော့မဆုံးပါဘူးခင်နောက်ပြီးတာမဟုတ်တာနေကြတဲ့သူတို့ညာတို့အဒီမဟုတ်ရင်လည်းပူဇော်ပတ်တာကြတာဒီလဲအမှန်တမ်းထူးခြားပါပဲလေနောက်ဆုံးလို့ပူဇော်ခြင်းသူပူဇော်ကြတာပြီးတော့ကြီးညိုလေးစားနေပါလေဆိုတော့မှယောကအနန္တာဥပဒကောဝဥပဒကိဝဘိက္ခုဝဘိက္ခုနီဝ ဓမ္မနုဓမ္မပရိပန်နောသံဃိစုပရိပန်နောအနုဓမ္မဇာတိသောတတ္ထာတံပူဇေတိအပရှိတိပရမယပူဇာယပူဇေတိတရားကိုဟောလိုက်ဤနာနာတဲ့အင်းမြေဝင်ရတရားကခုအခံဘွားနဲ့ဘုံဘင်္ဂပူဇောရတာလေတဲ့အမြတ်ပူဇော်တယ်လို့မင်းမီလိုက်ပါနဲ့ကွာအမြတ်ဆုံးပူဇော်ရဲ့လို့မီလိုက်ပါနဲ့နော် နတ်တွေကမန္တရဝဘုံမန္တရဝပန်းတယ်ကိုကျဲချတာလေအမျက်ဆုံးပူဇော်တယ်လို့မမြူလိုက်နဲ့ဇမားတွေကဝိဇ္ဇာနဲ့အဖုံးတွေငါ့ဘုံမှာပူဇော်ပတ်ခါကြတယ်ငါ့နေကျင်းလှိုင်းပြီးကြတာနေတယ်ကိုလည်းပူဇော်ဆုံးလို့မမြူလိုက်ပန်းနဲ့ကွာအတိမုတ်တွေနဲ့ပူဇော်ပတ်ခါတာတွေလည်းမင်းကြတဲ့တိုင်းဒါတွေကပူဇော်ပတ်ခါတာကိုလည်းပူဇော်ပတ်ခါတယ်လို့ကမှတ်တာပေါ့ကွာတဲ့ဆိုတော့အမျက်ဆုံးပူဇော်ခြင်းတော့ဖြင့်ဒါမဟုတ်သေးဘူး မှန်ပါဘောင်းနေပါလေမြတ်ဆုံးပူဇော်ခြင်းတော့ဒါမဟုတ်သေးဘူးတဲ့ဓမ္မတော့သိချာမှတ်ပါနော်မှန်ပါအခုပူဇော်တာဖြင့်တန်းကုန်ပြီဆိုရပါဘူးမှန်ပါဒါမြတ်ဆုံးပူဇော်ခြင်းမဟုတ်ဘူးဘာုံတို့မေးတော့မှာရောဘောအနန္တဓမ္မနုဓမ္မပတိပါဏောသာမိဟိပရိပါဏောအနုဓမ္မဇာတိဆိုတော့ဒါကတော့ မှတ်เสียကတရားကျင့်နေတာမှပူဇော်ရမည်ကွာဘုရားဟောနေပါလေတရားကျင့်နေတာဒီဒကာဓမ္မတို့ပူဇော်ရမည်ပါလေတရားရိုးသိပြုနေတာတရားကျင့်နေပြီဒကာနေတာတရားတိုင်းနှလုံးသွင်းနေတာအဲ့ဒါလွန်ကဲတော့ပူဇော်ခြင်းဆိုတာကဒါကွာဤတော်သန္တရသေတိချာချာမှတ်တာဘုရားဒ သံဃာရဲ့ပြိဋိဘသံဃာကြီးမှာနော်မှန်ပါအဲ့ရညာကောင်းတော့မြောက်ကိုကောင်းပြီးပြေကြရခြေတစ်ဘက်နဲ့ခြေတစ်ဘက်တောင်တင်းပြီးကြရမကြရင်ပြိဋိဘသံဃာမှာအချိန်မှာပူဇော်ခြင်းပူဇော်ကပူဇော်ရဲမှာဖြင့်ဒီပူဇော်တရားကျင့်ပြီးကြရဓမ္မနုဓမ္မပြိပာဏသာမိစိပြိပာဏအနုဓမ္မဇာရီဆိုရဲကြည်ညာကြုတ်အားထုတ်နေတာဒီဓမ္မဓမ္မဘုရားရှိခိုးနေတာပြပါတယ် သီလဆောက်တည်နေရတဲ့သာပါဒါရဲဆိုတော့ပူဇော်ရကပူဇော်ရဲမှလည်းမောင်းနိုင်ပဲလို့မှတ်ပါတရားတရားကြည့်လို့အမြတ်ဆုံးပူဇော်တာဒါပဲလို့ဘုရားဓမ္မမှတ်လိုက်တယ်မှန်ပါအမြတ်ဆုံးပူဇော်တာတရားကြည့်တရားကျင့်ပြိကကနေတာအမြတ်ဆုံးပူဇော်တာပဲဆိုတာမောင်းနိုင်မှတ်ဖို့မှန်ပါအဲရင်ပူဇော်ရကြလားပူဇော်ပါဘာလို့မကြရလဲတရားကြည့် ။ဘယ်နဲ့ကြောင့်လို့ဆိုတော့ဘုရားရှင်ကိုယ်မြတ်ကြီးအကြောင်းကိုလည်းဓမ္မတွေဝိသဗုဏ္ဏမဟောမိနတ်ထောင်ကြည့်ပါဦး။တိန်တော့ဓာနေရံဆိုတဲ့ငါနိဗ္ဗာန်ကိုကူးမြောက်တယ်သူတို့လည်းကူးမြောက်စေမယ်ဆိုတဲ့ဆန္ဒအမှန်တမ်းပြင်းပြပါဆုံးပါပါကိလေသာဝဒုက္ခမှာမဟုတ်တော့မောစီရကိလေသာဝဒုက္ခမှာလွတ်စေမယ်ဆိုတဲ့ကျင်းဝါပြီးဘုရားရှိယူလာခဲ့ဆိုတာလည်းမောင်နိုင်တို့သိရပါတယ်မှန်ပါဗျာတိဏ္ဍာနိယမဟုတ်တော့မောစီရ ဗုဒ္ဓဘောရိယနာသစ္စာ၄ပါးနိဗ္ဗာန်တရားကိုသိတယ်လို့တရားတော်မှာလည်းသိစီရမယ်ဆိုပြီးရှင်းသွားပြီးတရားအချက်ကိုမရရယူခဲ့ဆိုတာလဲအားလုံးတရားတော်မှာသိမှာပါဘုရားအဲ့တော့သူကနိဗ္ဗာန်ရသွားတဲ့အပြည့်ဟာသူကြိုက်ဆုံးဆိုတာလဲသူ့ရည်ရချက်ကလည်းဒါပဲဖြစ်နေတော့နိဗ္ဗာန်ရအကျင့်ကျင့်နေတာဟာသူ့အများဆုံးကိုယ်စော်တာပဲ ခွင်းကနှစ်ပါးနဲ့ပူဇော်တာအင်းရဲမကြီးကပူဇော်တာဓမ္မရေကအမွေတိုင်မှုန်နေကောင်းငံနေဖြူလိုက်ကြတယ်အဒီမုတ်တင်နဲ့ပူဇော်ပတ်တာလိုကြတာအမြတ်ဆုံးပူဇော်တယ်လို့ငါဖျားကမယူဘူးကွာဘုရားဒါသေးသေးချာချာမှတ်ထားပါဆိုတော့ဒီကဓမ္မရေရုံနေတဲ့နိဗ္ဗာန်ရောက်ကြောင်းဖြစ်တယ်ဘုရားကလည်းကြည့်ရစသေးကြတာလုံနေတာအဖြစ်ပူဇော်ရပူဇော်တယ်မှာ ပါရမအယပူဇာယပါရမအယလွန်ကဲတော့ပူဇာယပူဇော်ခြင်းမြည်ပြီးဟောတိဖြစ်ဆိုတဲ့တိုင်းတဲ့မောင်နိုင်ကအကြီးဆုံးပူဇော်တာကဖြင့်မောင်နိုင်တို့လုပ်နေတဲ့ဝိသနာတွေလုပ်နေတဲ့လုပ်ပါတယ်ရှင်းညရှင်းပါအကြီးဆုံးပူဇော်တာကဖြင့်ဝိပဿနာအလုပ်လုပ်ပြီးကလာနိဗ္ဗာန်မျက်မှောက်ပြုတဲ့အလုပ်ကိုလုပ်နေတာဒီဒါအကြီးဆုံးပူဇော်ပွဲကြီးလို့မှတ်လိုက်ကြပါသဘောပါကြပါ ါဖြင့်တို့မှာတရားဓမ္မတွေကတရားဝေကျေးဇူးနေရတာပဲတို့ပြန်ရရေးခင်းနေတယ်လို့ဘုံတိုင်းတို့ကအောင်းမဲ့နေပါနဲ့အကြီးဆုံးပူတော်ပူဇော်တဲ့အဲမှာအကြီးဆုံးကိုရထားလို့ရှင်းဖြစ်အငယ်တွေကတွန်းဝင်သွားတယ်ဆိုလို့ရှင်းရတယ်မလွဲပါဘူးရှင်းရရှင်းပါဘာမှမလုပ်သေးလို့ရှင်းပြအကြီးဆုံးပူဇော်တဲ့ဘုရားကမနှွဲရသေးဘူးလို့ပေါင်းနိုင်ဆိုရဲမဆိုဆိုရဲပါ ရှင်းပြီရှင်းပါဘူးကောင်းပြီဒါဖြင့်ဗျာဓမ္မဓမ္မနုဓမ္မပရိပန်နောသာမိတ်ဓိပရိပန်နောမနုဓမ္မဇာတိဆိုတဲ့ဥဒါအကြီးဆုံးပူဇော်တဲ့နေရာဖြင့်ဓမ္မတို့သိတဲ့တိုင်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့အနည်းဆုံးကြောင်းဖြစ်တဲ့ဥပဒနာအလုံးလုံးနေတာဟာအကြီးဆုံးပူဇော်နေတာပဲလို့ ဆုံးဖြတ်ကြပါမှန်ပါရှင်းညပြပါဤသံဃူဇော်ဘယ်ဘယ်ဘွဲပါလေဘုရားတရားပြနေတဲ့အလုပ်ကြီးဤသံဃူဇော်ဘယ်အလုပ်ပါပဲဆိုတာသိသိကြကြမှတ်ပါမှန်ပါတရားပြနေတဲ့အလုပ်ကြီးအဤသံဃူဇော်ဘယ်ပဲရှင်ဟောတယ်ဆိုရလဲမောင်နိုင်ခုအခုကမလုံးတော့ဘူးပြိဋကဝံသံမဲတို့မြောက်တို့ခေါင်းပြုပြီးရှင်တစ်ခါက အဲအောက်ခြေဘက်ကရှင်ဘောတစ်ချက်ကခကူကွေးထားမှာဂုံတရံနဲ့နေတဲ့အချိန်မှာပဲအငင်းပင်မျိုးနှစ်ခုကလည်းအခါမဘွက်နဲ့ပွင့်ပြီးလေပွင့်နေပြေကြပြီဘူးဆိုကြရနော်မန္တာရဝနပန်းနေရယ်ဘူးဆိုကြဘူးလားဘူးတော့ပါဘုရားဘောပန်းမွေရခြေကြနော်အင်းဇမားတွေကလည်းမွေးကြံကြမဟုတ်ဘူးမဖြူကြဘူးဖြူပါအဲ့ဒါကြီးကြည့်ပြီးသူဟောတာဒါကြပူဇော်တော့ပူဇော်ရတဲ့ကွာတဲ့ ထနဲ့ကတရားကျင့်ပြီးပူဇော်တာနဲ့ဆိုင်ရင်ရုပ်ဆံမမြတ်သေးဘူး။ရှင်းကြလား။ရှင်းပါပြီ။အဲ့ဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေဒီလောက်ဖြင့်အကြီးဆုံးကိုလိုရှိလို့ရှင်အကြီးဆုံးလို့ကိုပေါင်းတယ်လက်မလုံးမတော်မှာပဲဆိုတာမှတ်ကြ။ရှင်းပါပြီ။ဒါကလည်းကြည်ကျင်တတ်တဲ့သဘောကြရဲ့။ရှင်းပါပြီ။အဲ့ဒါမလို့ကြပါရင်လည်းတရားတော်ကမပူဇော်ဘူးလို့မဆိုဘူးပူဇော်ရပါတယ်နော်။ဟုတ်ပါဘူး။ဒါတော့အကြီးဆုံးပူဇော်ဘွဲကလက်မလို့ မှန်ပါဘောရတယ်ဘောရတယ်ဒါဘုန်းကြီးကဟောတယ်အဲ့ဘုရားရှင်ကိုရဏေကြီးကအနန္တပူဇော်ပွဲတဲ့မှာဒီပူဇော်များဆုံးกว่าဒီပူဇော်တွေကိုအရင်ပြပေးကြတယ်ညီတော်နဲ့ကိုယ်တိုင်နဲ့မြင်ပြီးတကလာနေတဲ့ထဲကမှာနောက်ဆုံးမဲ့ပြိဋိဘံသံဃာကြီးမှာပြောခဲ့တယ်ပူဇော်ပွဲကြီးကအပြင်ယနေ့ညရှင်းလောက်ပါဘူးမှန်ပါဘာနဲ့ပူဇော်ကြပါလဲတရားနဲ့တရားနဲ့ရှစ်ခိုးရမှာမဟုတ်ဘူးတရားကျင့်နေရမှာမဟုတ်ဘူးမှန်ပါ ရှင်းပါရှင်းပါဒါပြန်တရားအကျင့်နဲ့ဟာကိုယ်ကလက်ဥပ္ပေမချီသေးဖြစ်စေမောင်နိုင်ဘာလုပ်နေတာပူဇော်နေပူဇော်ရကပူဇော်ရဲမှာကရှင်းလိုက်ပါအောင်အကြီးဆုံးပူဇော်ခြင်းအမြတ်ဆုံးပူဇော်ခြင်းကိုသူလက်ကင်ထားနေတယ်မှန်ပါရှင်းပါရှင်းပါအဲ့တော့ခေါင်းရပါရီကကိုးပြရတယ် ါကုမနာနာနိဗ္ဗာန်ပဲကုမြောက်နိုင်တယ်လို့သတ္တဝါတွေကုမြောက်သေးလို့ငါဖရာစိတ်ကိုအရာယူလာတယ်ဆိုတဲ့ကျင်းသွားလို့လည်းသုံးချက်မရှိဘူးလားရှိပါဘူးအဲ့တော့ဘုရားရှင်ကရမတိပြောတဲ့ရင်ခွန်ကြီးကဥမာပြောရတာမှာဆိုလို့ရှိရင်ဖြင့်လူတယောက်ကအမှန်ကြီးပန်းပေးကြတာလာတဲ့ခါကျတော့ဖြင့်ရေးစားပါတယ်အမှန်တမ်းမှရေးတော့ခြင်းတယ်ဆိုလို့ရှိရင်ဖြင့် အမင်းပေးတာနဲ့ရေပေးတာနဲ့မမိုင်သူဘ누구ကပုံမပုံကိုပုံမနှက်သက်မယ်ဆိုတာဓမ္မတွေတွေးကြည့်ရေပေးတာပုံသက်ဘာကြောင့်လို့ဆိုတော့ရေစားလောင်နေတဲ့အခါရေရေကြည့်မှန်ပါရေစားလောင်နေတဲ့အခါရေရေကြည့်ပါဒီမှာဘုရားရှင်ကိုရမေကြီးကနိဗ္ဗာန်တည်းဟူသောတရားဆိုတာရည်ရှိခြင်းတဲ့သဘောကိုသူအဓိကထားမှန်ပါ တပည့်ပြရှာအဲ့တော့မိဘရတဲ့အလုတ်လုံးနေတာဟာသူ့ဘူးဆိုတာပဲမှန်ပါရှင်းပြပြပါမိဘရတဲ့အလုတ်လုံးနေတာပြပါအဲတရားပူဇော်နေတာဖြစ်သွားကြငါကရေတောင်းတယ်ဆိုသူတို့ကရေမပေးဘဲနဲ့ရှင်းလိုက်ပေးလို့ပေးအဲဓမ္မပေးလို့ပေးအဲမပေးပြေတာပေးလို့ပေးဆိုလို့ရှိရင်ပေးလို့လာယူလိုက်ရတယ်အကျိတ်ကြီးတော့မကြသေးဘူးမှန်ပါ ဘယ်လိုသာယူလိုက်ရလဲတကယ်ဘုရားဘုန်းကြီးတို့တရားဓမ္မတွေဘုရားအကျင့်ကြီးကြိုက်တာဖြင့်ယနေ့ညတရားဆက်ဆက်ခြင်းပဲဒါရှင်းလင်းပြောပါတယ်မှန်ပါဘုရားအကျင့်ဆုံးပဲရပါတယ်တရားတရားကျင့်နေတာဟာမောင်းနိုင်ဘယ်နဲ့အကျင့်ဆုံးပါရှင်းရှင်းပါအဲ့ဒါကြောင့်တရားဓမ္မတို့ဒီဥစ္စာကိုအင်းရင်မပြောရမှာမြောက်တော့ကောင်းပြီပြီးကြတာခြေတစ်ဖက်ဆင်းပြီးခြေတစ်ကထအပေါ်ကနေပြီးခက်ကိုယ်ဝေးလိုက်တယ် ထားမဲ့ဗုံဒရာနဲ့နေတော့မှာပူဇော်ပွဲမှာအကြီးဆုံးနတ်တိမြမာရေပူဇော်ကြတာကိုမြင်လာတဲ့ဤတော်နမင်းမြမလာဒီပူဇော်ပွဲတွေဟာအမျက်ဆုံးပူဇော်ပွဲလို့မယူနေအောင်กว่าကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာအမျက်ဆုံးပူဇော်တာပဲกว่าဆိုတာဒီနေရာမှာကိုရှင်းပြရမှန်ပါသနာသဘောပါပါပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မရှင် ဩဖရာမြတ်ဆုံးဘာဘူးဇဝါရမလဲလို့ကိုယ့်ဟာကိုမွေးရင်တော့ဖြေရကြရပါလို့ကြမယ်ဖရာကျင့်နေပါတဲ့ဖရာကျိုးစားနေကြပါဆိုတဲ့ဥစ္စာကိုဖြင့်ဖရာဟာမနာမကြောက်ကြောက်မှုတွေဆိုတာဖြင့်ညင်းနေလို့လူသေးလားမလူပါရှင်းပြီနော်ရှင်းပါအဲ့တော့တဲ့ တခါဒီပရိနိဗ္ဗာန်ဆံဃာနည်းမှာညီတော်နန္ဒရှင်ဘုရားရှင်ဘုရားမရှိလို့ရှင်ပြဆရာသမားတွေ क्वे တဲ့အတွက်တပည့်တွေဟိုရည်ရည်ရံ့ရံ့ပြီးဒီကတော့သွားမြောက်ကုန်ကြတော့မှာလားဆိုပြီးညီတော်နန္ဒပရိနိဗ္ဗာန်ဆံဃာနည်းပဲမေးချာသေးတယ်နော်ရှင်ဘုရားမရှိလို့ရှင်ပြန်ဝလေးဝစီဖြေလိုက်သလိုတောင်းလေရံ့ရံ့ပြောပြလာတောင်းဆိုလိုပဲကုန်လွဲ့ပြီးဒီကတော့သုံးမဩဝါဒကျင်းတော့မှာလားခဲရမေးတဲ့အခါကျတော့လေ ရကောင်းလေးတွေမောင်းနိုင်ခုပြောတာလေမှန်ပါရောအနန္တမယဓမောစဝိညောစတိတိတော်ပြညတ်တော်သောမမေသေးနာတတ်တာညီတော်လားငါဘုရားမရှိဘဲမင်းပါဘူးရရှိကြလေငါဟောတဲ့ဘုရားတွေမင်းတို့သုတ်ပြီးဓမ္မဝိနည်းတွေကိုရှိပြီအဲ့ဒီဆရာတွေပြောတာနားထောင်နေလို့ရှိရင်လေဘုရားပြိဋိဘံအထေရပြိဋိဘံဆံသွားတယ်ညံပြိဋိဘံမဆံသေးဘူးဆိုရယ်မင်းသိလောက်ပါဘူး ခန္ဓာကြီးတော့ပြိနေပါဈာန်သွားတယ်မှန်ပါအဆုံးမကြီးပြိနေပါဈာန်မရမှန်ပါအဲ့ဒါကြီးကျင့်ပြီးကြတာမင်းတို့လိုက်ကြမယ်ဆိုလို့ချင်းလေဘုရားကြီးအများကြီးကြံရတဲ့ကွာဆိုတာကိုလေဒီပြိနေပါဈာန်ကြီးကိုပြောချင်မှန်ပါရှင်းမှာရှင်းပါဘယ်ဆိုရတဲ့ကိုယ်နဲ့ကြည့် အထေရပရိနိဗ္ဗာန်စံသွားတယ်။ဟောပြောတဲ့တရားတွေပရိနိဗ္ဗာန်စံပါရဲ့။မှန်ပါဘူး။အဲ့ဒါတွေကမင်းတို့ဆရာတွေဖြစ်ပြီးကွာတဲ့သူတို့ကဆုံးမတာသူတို့ကတွန်သင်တာသူတို့ကသမြတ်တာတွေကိုမင်းတို့ကလိုက်ပြီးဒီကာလကျိုးရပြီးကာလနေကြပါလိမ့်ဆုံး။အိုးဘုရားတော်7000လေးတောင်ထားခဲ့တယ်လို့မင်းမှတ်လိုက်ချမ်းပါလား။မှန်ပါဘူး။ဒါတော့ဝေဒနာကအားငယ်ရာရှိရှိပါဘူးမလိုက်လာတဲ့ပုဂ္ဂိုလ်မှာဖြင့်ကိုကျွန်းနေပါဘုရား မလိုက်နိုင်တဲ့ပုဂ္ဂိုလ်ပဲရံကိုယ်ယွန်းနေတော့ဆရာဘုန်းကြီးကပြောပါရင်ငုံဆိုလို့ချင်းကိုယ်ကဒုက္ခတွေဒီကောဥပ္ပေနာပဲဒီပဲဒုက္ခတောကပရိဒီဝဒုက္ခတွေကလည်းအများကြီးတော့မြည်ရှိပါရဲ့ဒါနဲ့ဓမ္မခန္ဓာပေါင်းဖြစ်ဆောင်လို့ရောဘုရားတွေပြောတာကိုဒီလိုကျင့်ဒီလိုကြံဆိုပြီးပြောတာကိုမလိုက်နိုင်လို့ချင်းဖြင့်ဒုက္ခရှိရတဲ့ဖြင့်ဒုက္ခမသိတဲ့ပုဂ္ဂိုလ်တွေမှာကိုယ်ပါဝင်ဖြစ်ပါတယ်မှန်ပါမလိုက်နိုင်မလိုက်နိုင်เนาะမှန်ပါ ဒုက္ခရှိရဲ့နဲ့ဒုက္ခမသိနေခဲ့ကိုပါဝင်မကြဘူးကြာပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဒါရမလေးဒီခန္ဓာကြီးကိုဘယ်ခန္ဓာဒီခန္ဓာကြီးကဘယ်လိုခန္ဓာပါလဲမလို့လို့မေးတဲ့အခါကျလို့ရှင်းပြဥပ္ပေရှိတဲ့ခန္ဓာကြီးနာဝေရှိတဲ့ခန္ဓာကြီးသေဝေရှိတဲ့ခန္ဓာကြီး 哎、是 well, 我不假？是啊，多干不哩，多干出来，所以没事的。看到你不哩另外出来，我就没事的。看到你，我就没事的。哪个没出来啦？阿伯，哪个哪里见着出来？哪个没事的？是吧？哎，哪个没听见哪里？哪个干那个没事的？是吧？哎，哪里去？看到你，哪里有什么事的？看到你，我这人嘛，要么怎样，要么怎样，没事的。 ဒုက္ခရေပွေပိုက်နေရတာကိုပဲလေလူမိုက်မှုကျင်တတ်တဲ့အိပဲရောက်ပါမှာမှန်ပါဒုက္ခပွေပိုက်နေရတာလူမိုက်မှုကျင်တတ်ကောင်းပါလားမကျင်တတ်ကောင်းပါဘူးဆိုတော့သဘောကျပြောင်းပါအမှန်တော့မဆိုးပါဘူးဆိုးပါဒါနဲ့ဘုရားရှင်ကိုရမေကြီးရေဒီကလေးဆုံးမညီလာလာဘာမှမကူနဲ့တော့ဘုရားဘုရားကျောင်းလေးတော့ငါ45ဝါတုံးဘုရားရဲ့ ဒီလေဒီရရတာဟောသီလသီလတွေဟောတာလို့ရှင်းမြင်သီလကိုဟောရတဲ့သီလတရားတွေကိုဘုရားကတရားဓမ္မတွေထုံးမှာဥပဒနာရှင်တွေကိုဟောရတဲ့တရားတွေဓမ္မတွေတဏှာရှိတဲ့ဘဝိနဘေဒီဝိသီသွားတဲ့ပရိစ္ဆေသမှုပိုင်းကြီးချာဒီလိုမနေဘူးလားဘုရားမတရားမိုင်းမှတရားပုံညာတရားတွေကြရတယ်တရားဓမ္မတွေပရိစ္ဆေသမှုကအမြင်တွေကဖြတ်ပြီးကြတာပုံညာတရားဆိုလို့ရှင်းမြင်ချမ်းသာတဲ့ဥစ္စာရပြီလို့မဆိုရကြဘူးဘုရား အဲ့ဒါတွေရပြီးကြတာနေလို့ရှင်းတင်တာဒါသူ့ဆရာသူ့ဆရာကနားထောင်လိုက်တဲ့အတွက်သူ့ကျိုးပဲသူ့ကျိုးပဲကိုယ်စီကိုယ်ငါခံစားကြရတယ်ဆိုတာလည်းညင်းနေဖို့မလိုပါဘူးရှင်းမလားရှင်းပါအဲ့ဒါကြောင့်အားလည်းငယ်ကြရမရှိပါဘူးဆိုတဲ့အိပယ်ကိုလည်းရှင်းနေရှင်းပြနော်တကယ်ကွာတဲ့နာပြောရတယ်အခုအရင်တည့်ရင်ဝဲကြံတော့လေရှေ့ရဲ့တိတ်ပြီးကြလားမပြောနိုင်တော့ဘူး သူဝิญญ์ဖြုတ်ပေါ်တာမောင်းတယ်အရင်တည်းဝင်ကြတယ်လူပြောနေတယ်တကောင်ကြော်သွားပြီအဲ့တော့ကလေးရက်ငါဝါကျွန်းမှာဟောခဲ့ပြောခဲ့အဆုံးမတွေဟာတိတိကျကျမင်းနောက်ဆုံးပြီးဆုံးမတဲ့စကားလို့ဆိုပြီးညီတော်ကလည်းမမေ့နဲ့ဘာဟောရပါလဲဆိုတော့တတိပဋ္ဌာန်မမေ့မောင်းတယ်ဘာဟောတတိပဋ္ဌာန်ရှင်းမလားရှင်းပါတတိပဋ္ဌာန်ဆိုတော့ ဝေဒနာရှိတဲ့ပုဂ္ဂိုလ်ဝေဒနာရှိနေသိရှိတဲ့ပုဂ္ဂိုလ်သိရှိပါသိရှိရုပ်ရှိတဲ့ပုဂ္ဂိုလ်ရုပ်ရှိပါသစ္စာရှိတဲ့ပုဂ္ဂိုလ်သစ္စာအဲ့ဒီလိုတတိပ္ပဒါမမေ့နဲ့ကွာအဲ့ဒီတတိပ္ပဒါမမေ့လို့ရှင်းခြင်းတဲ့မင်းတို့တွေကရှင်ဒုက္ခအဆုံးရောက်ပါလိမ့်မယ်မှန်ပါပါတခေါက်ပြတတိပ္ပဒါမမေ့ရင်ဒုက္ခအဆုံးဘုက္ခန္တရေဒုက္ခသစ္စာကြီးအဲ့ဒီဒုက္ခသစ္စာကြီးဆုံးပါလိမ့်မယ်ကွာမှန်ပါ ဒီဒုက္ခသစ္စာကြီးပါလေဆုံးပါလိမ့်မယ်တဲ့ပရိဒ္ဓံမမေ့ကြလို့ပရိဒ္ဓံဆိုတာကဓမ္မုရိယဓမ္မနုပတိဝဝရဓမ္မနုပတိဝဆိုတဲ့ဖြစ်မှုပြတ်မှုကိုမမေ့ကြလို့ရှိရင်ဖြင့်သင်္ခါရတရားပြတ်တတ်တယ်กว่าဘာကြသင်္ခါရတရားပြတ်တတ်တယ်กว่าဆိုတော့ဟာသပစ္စယဆိုတော့ပစ္စယဆိုတာသင်္ခါရမှားတယ်ဟာသပစ္စယဝိညာဉ် ရှင်းမလားအတ္တပြည့်စရာလို့ဆိုတော့ဒီကဝေဒနာမပေါ်ခင်လေးမောင်နှင်းကအော် तू ကပြုပြင်တဲ့တရားပါလားမှတ်လိုက်ကြမှန်ပါဘုရားကြာအဲပြုပြင်လိုက်ခြင်းကြောင့်အတ္တပြည့်စရာဆိုတော့အတ္တပြည့်စရာဖရရီဟူသောပြုပြင်မှုကြောင့်ဟုတ်လားဝေဒနာဝေဒနာဒီဥပ္ပဒိဖြစ်ပေါ်လာ၏ လေလို့မလဲဘူးလားမလို့ပါဘာသာတစ္ဆေကပြည့်ပြင်းတဲ့တရားမှန်ပါဘုရားကပြည့်ပြင်းလို့ပေါ်တဲ့တရားမှန်ပါသဘောကျဘာသာတစ္ဆေကပြည့်ပြင်းပါဘုရားကအဲပြည့်ပြင်းလို့ခေါ်လာတဲ့တရားခန္ဓာတစ်ခုလုံးမှာချုပ်ပြလိုက်ပါတယ်တဲ့ဓမ္မတို့သာနာပါခန္ဓာ၅ပါးရှိနော်မှန်ပါ တဘာမပြုတ်ပြင်မဲနဲ့ပေါ်တာတခုမှမရှိဘူးလို့ပေါင်းနိုင်လို့ကိုယ်ဆံလာတော့ဆုံးဖြတ်တယ်ချာမှန်ပါရှင်းမလားရှင်းပါအနငါးဝါရှိတယ်တဘာမပြုတ်ပြင်မဲနဲ့ပေါ်လာတာဖြင့်ရှိပါဘူးဒါဖြင့်ရုပ်ကြရတယ်ကံကပြည်ပြင်လို့ပေါ်လာမဆက်နိုင်ဘူးလားနိုင်ပါဘူးအဲဝေဒနာကြတော့ဖတ်တာပဲပြည်ပြင်လို့ပေါ်ပါတဘာကြအဲစိတ်ကြတဲ့ခါကြလို့ရှင်းတယ်နာယုကပြည်ပြင်လို့ တရားဓမ္မတွေသိတဲ့တိုင်ဝိဉ္ဒီနာမရူပပစ္စယဝိညာဏဆိုတဲ့အတိုင်းစိတ်ကြတော့နာယုတ်တစ်ခုကပြည့်ပြင်လိုက်လို့စိတ်ပေါ်မလားပေါ်ပါဘူး။ပြည့်ပြင်လို့ပေါ်တဲ့ခန္ဓာငါးပါးလို့ခြေပိုင်းကမဆုံးနိုင်ရဘူးလား။ပေါ်ပါဘူး။ဒါပြန်တရားဓမ္မတို့ပြည့်ပြင်လို့ပေါ်လာတဲ့တရားဘယ်နှပါးရှိပါလဲ။ပေါ်ပါဘူး။ဒါပြန်အာလုံးတရားနာကြတယ်တရားဓမ္မတွေသိသိချာချာပြောနေပါတယ်သိချာဟောနေတယ် ထုပိဒါရေဒီနားထောင်ပါဆိုတော့ခန္ဓာ၅ပါးပြုပြင်လို့ပေါ်လာတယ်ဗျာဘယ်လိုမှတ်ကြလဲအဲပြုပြင်လို့ပေါ်လာတဲ့တရားဆိုဒီကသူဆိုင်ရဆိုင်ရကဖတ်တာကပြုပြင်ဝေဒနာပေါ်မှာပဲဟုတ်လားသံဃာပြုပြင်ရုပ်ပေါ်မှာပဲမောင်နိုင်ဒီတိုင်းပြုပြုပြင်ခြင်းကလည်းပေါ်လာတဲ့ခန္ဓာ၅ပါးရှိပါရဲ့မရှိပါဘူးရှင်းကြရှင်းပါခန္ဓာ၅ပါးအလိုလိုပေါ်လာတာကဓမ္မပါပြုပြင်ပါ ုပြင်သားကအကြောင်းပေါ်လာတာကကျိုးကျိုးရှင်းရရှင်းပါပြုပြင်သားကအကြောင်းပေါ်လာတာကကျိုးပါအေးဒီလိုသိတာတော့ဩခန္ဓာကိုယ်ထဲမှာရောက်ကြလဲမပါမိမလည်းပါအကြောင်းနဲ့ကျိုးတွေလည်းရှိပါလားဆိုတာလည်းဒိဋ္ဌိပွားပါတော့မှန်ပါမပွားပါနဲ့ဆိုမရပါဘူးမရဘူးအကြောင်းနဲ့ကျိုးတာရှိတယ်လို့နောက်ပါဒဂါရမတွေကရှင်းရရှင်းပါအကြောင်းထဲမှာလည်း ယောက်ျားမိန်းမငါမပါမှန်ပါအကျိုးတွေမှာလည်းယောက်ျားမိန်းမမှန်ပါရှင်းသေးဘူးလားရှင်းပါဒါကနောက်ဆုံးမှာတရားနော်နောက်ဆုံးမှာတရားကိုရှင်းပြနေတယ်မဟုတ်လဲမှန်ပါဘုရားတခင်ကရမေကြီးငါသိမပြောနိုင်ဘူးကွာတဲ့အာရုံစိတ်ကိုမင်းကကျန်တော့တယ်တဲ့ဒါ၄၅ဟောတဲ့တရားကိုတစ်လုံးနဲ့နဲ့မင်းတို့ပြုပြန်လို့ပေါ်လာတဲ့တရားလို့မင်းတို့မရှိတဲ့တရားကိုကြည့် မနုဿာဏရှိတဲ့ခန္ဓာ၅ပါးကိုတွေ့ရပြုပြင်လို့ပေါ်လာတဲ့တရားလို့တော့ဖတ်လို့ရမှာမှန်ပါတရားဓမ္မတွေဘယ်လိုမှတ်ကြမလဲပြုပြင်လို့မှတ်ပါဘူးဘုရားနာလာကြတော့ခန္ဓာဘယ်ပန်းနဲ့လာကြမှန်ပါဘူးငါးပါးနဲ့လာတာကကိုယ်ဘောနဲ့လာတာကပြုပြင်မှုကြောင့်လာနိုင်ကြတယ်ပြုပြင်မှုကြောင့်အဲဒီလိုလဲကံကမဖြတ်သေးလို့လာနိုင်ကြတယ်မှန်ပါဘူးသဘောကျလားကျပါဘူးဒီလိုလဲဖောက်တာမချုပ်သေးလို့ဝေဒနာခန္ဓာနဲ့လာကြတယ်မှန်ပါဘူး ချိုးလည်းဘာသာမထုတ်သေးလို့သင်္ကေခန္ဓာနဲ့လာကြတယ်။တပည့်ကြ။ပြန်။အဲဒီလိုသင်္ကေခန္ဓာစေနာနဲ့လာကြတယ်။တချို့စိတ်နဲ့လာကြတယ်ဆိုတော့ပြုပြင်လို့ပေါ်လာတဲ့တရားနဲ့လာကြတယ်။မှန်ပါဗျာ။ဒါဖြင့်ဒီဘက်ကအစိမ့်ခွက်ကလေးတွေကပြုပြင်တတ်တဲ့တရား။အနိငါဘဆိုတဲ့ခန္ဓာ၅ပါးကပြုပြင်လို့ပေါ်လာတဲ့ပြုပြင်လို့ပေါ်လာတဲ့တရားဆိုတော့ဩလောကကြီးရဲ့ဗာမရှိပါလိမ့်မလို့ပေါ်ငယ်မြန်ဖြတ်လိုက်တော့ပေါ်လာ။မှန်ပါဗျာ။ပြုပြင်တတ်တဲ့တရားရဲ့ ပြုပြင်လို့ပေါ်လာတဲ့တရားဒါပဲရှိတော်တယ်မှန်ပါသဘောပါလားမှန်ပါပြုပြင်တတ်တဲ့တရားရဲ့ပြုပြင်လို့ပေါ်လာတဲ့တရားဒါဖြင့်ဒီတရားတွေကပြုပြင်လို့ပေါ်လာတဲ့ခန္ဓာ၅ပါးအကျိုးတရားကိုချုံပြီးကြတာဘုရားသခင်ကရမေကြီးကဟောလို့ဟောဒီခန္ဓာ၅ပါးပြုပြင်လို့ပေါ်လာတဲ့တရားအနရဏိဘိက္ခုအမန္တရာမိကိုဝေရတာကသင်္ခါရသင်္ခါရပြုပြင်လို့ပေါ်လာတဲ့တရားတွေ ဘောရရမှာကုန်နေကွာပြည်ပြင်းလို့ခေါ်ရတဲ့တရားဘာဆိုကြကုန်ပါကုန်တာလေပြည်ပြင်းလို့ခေါ်လာတယ်မောင်နေပြီးတော့ဘာဖြစ်ကုန်ပါဒါဖြင့်ပေါ်လိုက်ကုန်လိုက်ပေါ်လိုက်ပြောက်လိုက်ဒါဘောမင်းတို့သဏ္ဍာန်ရှိတယ်ဆိုတာဖြင့်ဒါမင်းတို့တစ်ထစ်ချက်မှတ်သမှာမှန်ပါသဘောကျပြည်ပြင်းလိုက်ပေါ်လာတဲ့တရားဟာ ဘယ်လမ်းဆုံးပါလဲကိုယ်ပါပါဘုံရင်းပြောက်ချင်းမှလမ်းဆုံးမှန်ပါဘယ်မှာလမ်းဆုံးပါကိုယ်ရင်းပြောက်ချင်းမှပါဝဒေကံနေနဲ့သင်္ကြန်ပြန်သင်္ခါရပြုပြင်နိုင်မှဖြစ်ပေါ်ကြတဲ့သင်္ခါရတရားတွေဒါကပြုပြင်လို့ပေါ်လာတဲ့သင်္ခါရတရားနော်ဝေယရမှာဒုံရင်းဆုံးရင်ပြပြုံးခြင်းမဲ့အဆုံးရှိကုန် ပြပြန်တို့ခေါ်လာရဲ့ဗျာဘယ်များသူဘလန်းဆုံးမှာပါလိမ့်မလို့လို့မေးကြရင်ဘယ်နဲ့ဖြေကြပါဘုရင်ပြောက်ခြင်းဆုံးခြင်းမှာတပါသူစကားကဘယ်မှသွားကြမရှိဘူးမှန်ပါဒါဖြင့်ခန္ဓာ၅ပါးမှာဓမ္မရဲ့ပူဇော်ခြင်းကြလို့ချင်းဖြစ်ပေါ်တဲ့တရားရဲ့ကုံတတ်တဲ့တရားခင်ဗျားတို့ကြည့်ရတယ်မှန်ပါဖြစ်ပေါ်တဲ့တရား ဖြစ်ပေါ်လာရဲ့တွေ့မှာကုံနာတွေ့မှာမှန်ပါဖြစ်ပေါ်လာမတွေ့ဘဲနဲ့လေကုံနာတွေ့မှာကုံနာမတွေ့နိုင်ဘူးဆိုတာခွင်းတို့ဓမ္မတွေအရှင်းကြီးရှင်းမလားရှင်းပါဘူးဒါဖြင့်ပြုလို့ကဏ္ဍမှာပြုပြင်ထားတာပဲရှိတယ်ပြုပြင်လို့ပေါ်လာတဲ့တရားကတော့ကုံနာလမ်းဆုံးမှာပဲတဲ့မှန်ပါဘူးကုံရင်းဆုံးရင်းပြည့်ပြည့်ချင်းကိုမောင်းနိုင်ပဲနဲ့တော့လမ်းဆုံးသဘောပါကြပါ